ကမာလူတွဟာဘဝမှာအသက်ရှင်ကြတယ်။ဘုန်းကြီးတို့တွေလည်းဘဝမှာအသက်ရှင်နေတယ်။အဲလူတိုင်းလူတိုင်းဟာဘဝမှာအသက်ရှင်နေကြတာ။အဲ့ဒီဘဝမှာအသက်ရှင်နေတာဟာဘယ်နည်းနဲ့အသက်ရှင်တာကောင်းတယ်လဲ။အာစီးပွားတွေအောင်မြင်ပြီးတော့ကုမ္ပဏီကြီးတွေထူထောင်ပြီးအသက်ရှင်တာကောင်းတာလား။နော်။စီးပွားရေးလုပ်ငန်းကြီးတွေအောင်မြင်ပြီးတော့အသက်ရှင်တာကောင်းတယ်လား။ဟာပစ္စည်းဥစ္စာတွေအများကြီးပိုင်ပြီးတော့အသက်ရှင်တာကောင်းတယ်လား။အဲ တကယ်ကိုတက္ကနိုလိုဂျီဟိုသိပ္ပံဆရာကြီးလောက်ပြီးတော့သိပ္ပံပညာရည်တွေဖြန့်ပြူးပြီးသက်ရှင်တာကောင်းသလားဘယ်အသက်ရှင်မှုကအကောင်းဆုံးလဲဆိုတာကိုဒီမေခွန်းလေးတက်လာတဲ့အခါကျတော့အဲ့တော့ကောင်းတယ်ဆိုတာဘယ်လိုကောင်းတာလဲနော်သက်ရှင်မှုရှင်နီလူတွေကအမျိုးမျိုးရှိတယ်အဲ့ဒီသက်ရှင်မှုရှင်နီတွေကဘယ်သက်ရှင်မှုကအကောင်းဆုံးလို့စဉ်းစားကြည့်လိုက်စဉ်းစားကြည့်လိုက်ကိုချိုးသူချိုးနှမျိုးလို့ရှိရမှာတော့ ကိုချိုးသူကျိုးနှစ်မျိုးလုံးရှိရတယ်။ကိုချိုးကြီးလည်းမကြည့်နဲ့၊သူများကျိုးကြီးလည်းမကြည့်နဲ့။အဲ့တော့ကိုကစီးပွားအောင်မြင်တယ်ဆိုလို့ရှိရင်အလုံးအောင်မြင်မှုတွေဟာအခိုက်အတန့်တခဏမျှသာဖြစ်တယ်။အသက်ရှင်မှုဟာတည်သွားတဲ့နဲ့တပြိုင်နဲ့ဒီဘဝဒီခန္ဓာဆုံးသက်သွားတဲ့နဲ့တပြိုင်နဲ့သူအတွက်ကဘာမှမရဟုတ်မရှိတော့ဘူးတလောက်ချင်မရှိတော့ဘူးเนาะအဲ့တော့မြတ်စွာဘုရားရဲ့အဖြေကပါတော့စဉ် ပညာဖြင့်အသက်ရှင်ခြင်းဟာအကောင်းဆုံးဆိုတာပညာနဲ့အသက်ရှင်နေဆိုတာဘယ်လိုဆိုလိုတာတော့ဘဝမှာနေစဉ်နေတဲ့ထိုင်တဲ့အခါမှာအတိရှိရှိတတိရှိရှိနဲ့တမိုးရှိရှိနေထိုင်တတ်တဲ့ပညာနဲ့စဉ်းစားပြီးတော့အသက်ရှင်တာအကောင်းဆုံးပဲတော့စီးပွားဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဝိจิตနာကြွယ်ဝသည်ဖြစ်စေမကြွယ်ဝသည်ဖြစ်စေနေစဉ်မှာအတိတရားနဲ့အသက်ရှင် တို့ဆိုလိုတာပေါ့နော်အတိတရားမရှိဘဲနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာတွေတော့ပေါ်ခြင်းပေါ်လိမ့်မယ်တခြားကိစ္စတွေအောင်မြင်မှုတွေရခြင်းရလိမ့်မယ်ဒါပေမဲ့လို့သူ့ရဲ့အသက်ရှင်မှုဟာတန်ဖိုးရှိတာမဟုတ်တော့ဘူးပေါ့တန်ဖိုးမရှိဘူးပေါ့အဲ့ဒါကြောင့်မို့လို့တန်ဖိုးရှိရှိအကောင်းဆုံးအသက်ရှင်မှုရရှိဖို့ရအတွက်ကြတော့ဘာဟာအရေးကြီးဆုံးတော့ဆို ပညာဖြင့်အသက်ရှင်ရမယ်ပညာဖြင့်အသက်ရှင်တယ်ဆိုတာကိုကိုကိုဘဝလမ်းကြောင်းကိုဘကိုမတိန်ဆောင်ရအောင်ထိန်းကျောင်းပြီးတော့နေနိုင်တဲ့အသိပညာတမိုးရှိရရှိကြောင်းကိုလှုပ်ဆောင်နိုင်တဲ့အသိပညာအဲ့ဒီပညာနဲ့နေစဉ်ဘဝမှာအချိန်ကုန်သွားမှဓမ္မ သက်ရှင်အရုပ်မြင်နဲ့တယ်လို့သူဆိုတာနော်အဲ့ဒါမြတ်စွာဘုရားဝိတ္တတုတ်ဆိုတဲ့တုတ်တန်တစ်ခုမှာအမေနဲ့အဖြစ်ဟောကြားထားတာဖြစ်တယ်မေးတဲ့ပုဂ္ဂိုလ်ရဲ့မေးခွန်းကိုမြတ်စွာဘုရားကခုလိုဖြေရှင်းထားတာဆိုတော့အလုံးပြန်ပြီးတော့ခြုံလိုက်မယ်ဆိုရင်ဘုန်းကြီးတို့တွေခုလူဘဝအသက်ရှင်နေတဲ့ချိန်မှာ ငါဒီအကောင်းဆုံးပစ္စည်းဥစ္စာကိုရရှိပြီလားအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတရားတရားပဲငါစီမခိုင်မာရဲ့လားဒါကိုစဉ်းစားပြီးတော့မရသေးရင်ရအောင်လုပ်ရမယ်ရရင်လည်းပို့ပြီးတော့တွတ်တဲ့အောင်လုပ်ရမယ်ပြီးတော့ချမ်းသာဒုက္ခကိုတကယ်ပေးနိုင်စွာရှိတဲ့ကုသကမ္မပရတရား၁၀ပါးရောငါပြည့်ပြည့်ဝချင်းသုံးပြီလားတော့ ဒီအရာသာတွေထဲမှာအကောင်းဆုံးအရာသာကိုငါရရှိပြီးပြီလားမှန်သောစကားကိုဆိုခြင်းဖြင့်ပေသောအခါမှာမူသာမဆိုဘဲနဲ့မှန်တာကိုပြောဆိုခြင်းဖြင့်အကောင်းဆုံးသောအရာသာကိုငါရရရှိခံစားပြီးပြီလားဆိုတာအဲ့ဒါဒီစဉ်းစားပြီးနောက်ဆုံးငါအသက်ရှင်နေတာဆိုပါစို့ကိုယ်အသက်ရှင်နေတာလူ့ဘဝရလာတဲ့အခါမှာ တဲ့အနှစ်20အသက်ရှင်တယ်နှစ်30အသက်ရှင်တယ်နှစ်40 50 60 80 80ဆိုတာလို့အသက်ရှင်ကြတဲ့တည်းပဲကိုယ်အသက်ရှင်တဲ့အချိန်မှာတတိမေးလျော့ပြီးအသိပညာမရှိဘဲနဲ့ဘဝကြီးကိုဖြတ်သန်းလာတဲ့အချိန်တွေကမြားတော့ငါအခုအသက်ရှင်နေမှုဟာအသိပညာနဲ့အသက်ရှင်တာရောငါမှာဖြစ်ကြလားမဖြစ်သေးရင် ဖြစ်အောင်ကြိုးစားဖို့ ဒီနေ့ကနေစပြီးတော့အသိပညာနဲ့အသက်ရှင်အောင်ငါကြိုးစားမယ်လို့ကိုစီကိုစီနှလုံးသွင်းပြီးချစ်ချင်ကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း